နယူးဇီလန်နိုင်ငံမှာကျင်းပနေတဲ့ကမ္ဘာဖလား U20 ပြိုင်ပွဲမှာမြန်မာသင်းစတင်ရှင်ပြိုင်တဲ့ပွဲကိုမြန်မာနိုင်ငံအတွင်းကပရိသတ်တွေမြို့အသီးသီးမှာတခဲနဲ့အားပေးကြဖို့တော့ဒေါက်ခင်းမင်းစောတင်ဆက်ပေးထားပါရခင်ဗျာ။ ာလူငယ်အသင်းပထမဆုံးဝင်ရောက်ရှင်ပြိုင်တဲ့ U20 ကမ္ဘာဖလားပြိုင်ပွဲကိုမြန်မာနိုင်ငံမြို့ကြီးတွေမှာမြန်မာအသင်းဝင်ဆောင်အနေအထားတွေဝစ်စင်ပြီးအားပေးကြည့်ရှင်နေကြတာပါမယ်လီမြို့ကျုံတော့မြို့တော်ခမ်းမအရှင်းနားမှာရှိတဲ့ LTD ကြီးကနေဓာတ်ရိုက်လွှင့်ထုတ်ပြသနေတာကိုအားပေးနေကြသလိုရန်ကုန်မြို့မှာလည်းတစ်ဖက်အတိုင်းဒီမှာအားပေးကြည့်ရှင်နေကြပါတယ်ကျွန်တော်ရင်းရင်းခုန်တယ်ဗျဟိုဒီလို စအလန်အလန်နှစ်သိန်းရှင်တဲ့ဟာတွေ့လိုက်တဲ့အတွက်ရောရမ်းမပြောနဲ့ရောခြေသွားပေါ်အကြကြနည်းများတော့ကြတော့ဟောလုံးနေနေပါမြန်မာပဲအားပေးမှာရှုံရှုံနိုင်နိုင်မြန်မာဆန်တော်ကြီးမနေ့ဆန်နာရီခွဲမှာစတင်ကစားခဲ့ရာက Euro 20ကမ္ဘာဖလားပြိုင်ပွဲရဲ့ပထမဆုံးအခွင့်အကိုကိုပွဲစတင်ပြီး7မိနစ်ဝင်းကျင်မှာမြန်မာဘက်ကစတင်သွင်းခဲ့ကမှတ်တမ်းဝင်ခဲ့ပါတယ် ပထမပွဲနယူးဇီလန်နဲ့ UK တို့ပွဲမှာဂိုးမချိတရေဖြစ်ခဲ့တာကြောင့်မြန်မာအသင်းကစားသမားရန်နိုင်ဦးသွင်းခဲ့တဲ့ဘောလုံးဟာပထမဆုံးအဖွင့်ဂိုးအဖြစ်အမှတ်တမ်းဝင်သွားခဲ့တာပါလည်းရမ်းပြောတာပါဗျာမြန်မာပဲညာရင်နေတဲ့အားရပါဗျာသင်အားကြီးသင်တို့ကြောင်ကြီးတန်ပြီးတော့ကိုယ်ဝိုင်းဆွေးနွေးရတယ်ညာရင်ချင်းရပါဗျာ၁၆မိနစ်မှာအမေရိကန်ကအခြေပါကိုသွင်းယူခဲ့ပြီးပထမပိုင်းမှာတကိုးတကိုးနဲ့တရေကျခဲ့ပါတယ် ဒုတိယပိုင်း56မိနစ်မှာတန်ပြန်တိုက်စစ်ကနေအမေရိကန်ဂိုးရရှိခဲ့ပြီး2ဂိုးတကိုးနဲ့ပဲပွဲပြီးခဲ့ပါတယ်။ဆိုးရွားပဲအတွေ့အကြုံမရှိတော့ငယ်ကဘာစင်နဲ့အတွေ့အကြုံရှိရှိုးသွားလို့ပဲပြောပါတယ်။နော်ဝေးတော့တော့အားရှိတယ်။နိုင်ပါပါနော်ဝေး။ဘုရားကျန်လိုက်တော့မပေါ့တာပေါက်သွားတယ်လို့နေတယ်။ဒီမှာဘက်ကတ နယူးဇီလန်နိုင်ငံမှာကျင်းပနေတဲ့ Euro 20ကမ္ဘာဖလားပြိုင်ပွဲကိုမြန်မာအသင်းတွေနဲ့ပထမဆုံးအကြိမ်၈၀ပွဲအောင်မြင်ပြီးရှင်ပြိုင်ခွင့်ရခဲ့တာပါအခုပွဲမှာမြန်မာအသင်းကိုပြက်ရှုံးမယ်လို့ခန့်မှန်းမှုတွေရှိပေမဲ့လည်းမြန်မာအသင်းဟာချီအတူကစားနိုင်ခဲ့တယ်လို့တစ်ဖက်အသင်းကိုချိန်ရနိုင်ခဲ့တာတွေ့ခဲ့ရပါတယ်ကျွန်မခင်မဲဆိုပါရှင်အားလုံးပဲ